မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာကြီးဥကြုံဝင်းရေးသားသောမင်းနုံမင်းလက်ထက်မိရထားလန်ဖောက်လို့ရေးအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုပြောပြခဲ့ပါယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင် မင်းတို့မင်းထိနေရရှိသည့်အချိန်တွင်အောက်မြန်မာနိုင်ငံတစ်ခုလုံးသည်နှဲ့ချက်ဗြိတိရှားတို့လက်အောက်သို့ကျရောက်နေပြီဖြစ်သည်ဗြိတိရှားတို့သည်မိမိတို့ပိုင်နက်ဖြစ်သောအောက်မြန်မာနိုင်ငံ၏လမ်းမဆက်သွယ်ရေးတိုးတက်မှုအတွက်ကြိုးပမ်းလျက်ရှိသည် ERI နှင့်စစ်တောင်းမြဝန်းတို့တွင်မိရထားလမ်းများဖောက်လုပ်ကြသည် 1889ခုတွင်ရန်ကုန်ပြည်မြေထားလန်ဖောက်လုပ်ပြီးစီးခဲ့သည်ဗြိတိရှားတို့အနေနဲ့ယခုကဲ့သို့လမ်းမဆက်သွယ်ရေးကောင်းမွန်အောင်ကြိုးပမ်းခြင်းမှာမြန်မာနိုင်ငံနှင့်မြန်မာလူမျိုးတို့ပေါ်စေတနာရှိလွန်းလာ၍မဟုတ်ဘဲအရေးရှင်စီးပွားရေးစနစ်ကိုအထောက်အကူပြုစေရန်အတွက်သာဖြစ်ပေသည်ဗြိတိရှားတို့ပိုင်နက်ဖြစ်သောအောက်မြန်မာနိုင်ငံတွင်မြေထားလန်များဖောက်လုပ်နေသည်ကိုကြားသိရသောမင်းတို့မင်းသည်အားကြမခံအထက်မြန်မာနိုင်ငံတွင်လည်းမြေထားလန်ဖောက်လုပ်ရန် ကြံရွယ်ချက်ရှိခဲ့သည်ကိုအမျိုးသားစာကြည့်တိုင်းမှာပရပိုက်မှုဖြစ်သောမိရထားလန်စကားချက်ဖျားကိုဖတ်ရှုရသဖြင့်သိရှိရပေသည်ပရပိုက်တွင်တက်ကရီ1239ခုဝါဆိုလပြည့်ကျော်9ရက်နေ့အဂ္ဂမဟာတေနာပတိအရေးပိုင်ဝန်ရှင်သောတနက်ဝန်ကင်းဝလေခိုင်းမျိုးစားမင်းကြီးမင်းသူမင်းကြီးမဟာမင်းလာစီသူကျော်နှင့်အီတာလီယန်ကျွန်တော်မျိုး JD Really Company တို့သဘောတူစာချုပ်ချုပ်ဆိုရန်စကားချက်လက်ခံဖျားဟုအစချီရပါသည် စာချုပ်ပေါ်အချက်အလက်များကိုလေ့လာရရင်စိတ်ဝင်စားဖွယ်ရာအကြောင်းချက်တို့ကိုတွေ့ရှိရပေသည်။အင်္ဂလိပ်တို့ပိုင်ဆိုင်သည့်အောက်မြန်မာနိုင်ငံမြေထဲမြို့မှမန္တလေးရွှေမြို့တော်ထိမိရထားလန်ဖောက်လို့ရတဲ့အီတလီလူမျိုး JD Really ကုမ္ပဏီကကူညီမိဟုစကားကန့်လန့်ထားပါသည်။ JD Really ကကူညီရသည့်အတွက်မြန်မာပြည်က၎င်းအားအထက်မြန်မာပြည်ရှိရွှေတွင်ငွေတွင်ကြောင်မီသွေးတွင်တန်တွင်ခဲတွင် ကျင်းနီတွင်းများကိုတူဖို့လုတ်ကင်ခွင့်ပေးရမည်ဟုဆိုပါသည်မီယက်ထာလန်ဖောက်လို့ရတဲ့ကုန်ကြစိတ်ငွေကို JD Ready က site ထုတ်လုပ်ဆောင်မည်ဖြစ်သည် ို့သို့စိုက်ထုတ်လုပ်ဆောင်ရသည့်အတွက် JD Rally အားမြမအစိုးရကငွေတရားကျက်လျင်တနစ်10ပြားကြာအတိုးပေးရမည်ဖြစ်ပါသည်။မြေထားလန်းကိုစားကြုပ်ချုပ်သည့်နေ့က9နှစ်အတွင်းပြီးစီအောင်ဖောက်လုပ်ပေးပါမည်ဟုအာမခံပါသည်။မြေထားလန်းဖောက်လုပ်ရာတွင်၃ဆွဲမည်တစ်ပြင်တန်ကူလီစသည်တို့ကိုဝဲချမ်းငှားရရာတွင်မြမပြေကအကူအညီပေးရမည်ဖြစ်ပါသည်။စားကြုပ်တွင်9နှစ်နှင့်အပြီးဖောက်လုပ်မည်ဟုဆိုထားတော်လဲပြည်စီအခက်ခဲကြောင့်တော်၎င်းရန်သူမျိုး၅ပါးနှုတ် ်ချက်ဖျက်ဆီးမှုကြောင့်၎င်းလုပ်ငန်းမပြီးစီးပါကမြန်မာပြည်က JD Realia အပြစ်မပေးရဟုဆိုထားပါသည်။ငားတထပုံမှုသောလရဲ့အတွက်အတွငွေများကို JD Realia ပေးရမလို့ဟု သိရှိရပါသည်။မြန်မာလန်ဖောက်လို့ရရင်ကုန်ကြသည့်ငွေစင်းကိုတစ်နှစ်တစ်ကြိမ်နှစ်ဦးနှစ်ဖက်မျက်နှာစုံကြီးဖြည့်ရှင်းမည်ဟုသိရှိရပါသည်။မြန်မာလန်ဖောက်လို့သည့်ကုန်ကြစေငွေများကိုမြန်မာစိုးရအနေနဲ့ JD Relia 15နှစ်တွင်ပေးဆက်နိုင်ပါသည် မြေထလန်ဖောက်လုပ်ပြီးစီးသွားသည့်အခါတွင်ကုန်ကြစည်များကိုမြမအစိုးရကအပြည့်အလဲမပေးဆက်နိုင်တော့လဲမြေထားမှရရှိသည့်ဝင်ငွေကိုမြမအစိုးရကသာခံစားခွင့်ရှိစေမည်ဟုဆိုပါသည်မြေထားလုပ်ငန်းနှင့်ပတ်သက်၍မြမတို့အားတက်မြောက်အောင် ပြသပေးမည်ဟုလည်းဆိုထားပါသည်မြေထားလန်ဖောက်လုပ်ရာတွင်ကုန်ကြစည်ငွေအတိုးရင်းများကိုပေးဆက်သည့်အခါဗရံများကြောက်စိန်စသည့်ပစ္စည်းများဖြင့်၎င်းငွေဖြင့်၎င်းပေးဆက်နိုင်သည်ဟုသိရပါသည် ်ပစ္စည်းပေးလျင်ရန်ကုန်မြို့ပေါက်ဈေးနှုန်းနှင့်ယူပါမည်ဟုဆိုပါသည်မြေတမ်းမြို့မှမန္တလေးရွှေမြို့တော်အထိမိရထားလန်းနှင့်ဆက်၍ဖောက်လုပ်လိုပါက JD Rally ကိုသာဦးစားပေးလုပ်ကိုင်စေရမည်၎င်းမလုံနိုင်မှအခြားသူတို့ကိုပေးအပ်လုပ်ဆောင်စေရမည်ဟုသည့်အချက်လည်းပါဝင်ပါသည်မိရထားလန်းဖောက်လုပ်ရာတွင် JD Rally ကအကူအညီသည့်အတွက်၎င်းအားအထက်မြန်မာနိုင်ငံရှိရွှေတွင်ငွေတွင်ကြောက်မီသွေးတွင်တန်တွင်ခဲတွင်ကျင်းနီတွင်များကိုအနည်း20လုပ်ကိုင်ခွင့်ပေးရပါသည် JD Rally အနေနဲ့စာချုပ်တီနေ့ကနှစ်နှစ်အတွင်း ၎င်း6ဌာနတွင်းများကို2ဖို့လုတ်ကန်သွားမည်ဖြစ်ပါသည်၎င်း6ဌာနတွင်းများကို2ဖို့လုတ်ကန်ရာတွင်ကုန်ကြစိတ်ငွေများကို JD Rally က site ထုတ်လုတ်ဆောင်မည်ဖြစ်သည်ရွှေတွင်းငွေတွင်းများက2ဖို့ရရှိသည့်ရွှေငွေများကိုနှစ်ပုံပုံ၍တဘုံကိုမြန်မာပြန်အားဆက်တာ၍တဘုံကို JD Rally ကယူရန်နှစ်ဦးနှစ်ဖက်သဘောတူညီကြပါသည်ကြောင်မီသွေးတန်ခဲကြီးလီများကို2ဖို့ရရှိသည့်အခါတွင်မူ3ပုံပုံ၍တဘုံကိုမြန်မာအစိုးရအားဆက်တာရန်နှစ်ပုံကို CAD Rally ကယူရန်သဘောတူညီကြပါသည်သူ့ဘော်လှုပ်ဆောင်ရရှိသည့်ပစ္စည်းများပေါ်တွင် အကောက်အစားလွန်ငင်းခွင့်ပေးရန်လည်းမြမဆိုးရဘက်မှသဘောတူညီရပါသည်သူ့ဖော်သည့်နေရာတွင်မြမဆိုးရကယုံကြည်သူတို့လိုက်ပါကြည့်ရှုခွင့်ရှိစေမည်ဟုလည်းသိရှိရပါသည် စိန်မြနဲ့ဗရန်များကဲ့သို့သောအဖို့မဖြတ်နိုင်သည့်ယရနာများကိုတူဖို့ရရှိလင်းမှု၄ပုံပြု၍၃ပုံကိုမြန်မာပြန်အားဆက်သရမည်ဖြစ်ပြီးတပုံကိုသာ JD Rally ကရရှိမည်ဖြစ်သည်ခွပြုထားသည့်နေရာတွင်တူဖို့လုတ်ကန်ရ၌အကျိုးမဖြစ်ထွန်းလျက်အခြားတနေရာသို့ပြောင်းရွှေ့လုတ်ကန်ခွင့်ပေးရန်မြန်မာပြန်ကသဘောတူညီရသည်တူဖို့လုတ်ဆောင်သည့်အရက်တွင်ရှိသောနေအိမ်ရေမြောင်းလမ်းလုတ်ဆောင်သည့်မြေယာတို့ကိုအကောက်အစားမှလွန်ငင်းခွင့်ပေးရပါသည် ်။တူးဖော်ရာတွင်သုံးဆွဲသည့်ကိရိယာများဝယ်ယူခြင်း ကူလီများငားရခြင်းတို့တွင်မြမအစိုးရကကုညီယံမြစ်တာရက်ခံပါသည်စာချုပ်ပါမိရထားလန်းကိုငားနှစ်တွင် ပြီးစီအောင်ဖောက်လုပ်ပေးပြီးနောက်မြမအစိုးရက ကုန်ကြစိတ်အတိုးငွေများကိုအပြည့်အလဲပေးအပ်ပြီးသည့်အခါတွင် JD Really အားလုတ်ကဲခွင့်ပေးထားသော၆ဌာနတွင်များကိုပြန်လည်ရုပ်သိမ်းလိုပါကရုပ်သိမ်းနိုင်သည်တို့ရာတွင် စာချုပ်ပါတိုင်းနှစ်20မပြည့်မီရုပ်သိမ်းပါက၆ဌာနတွင်များတွင်လုတ်ဆောင်ရန်စက္ကရိယာမှစ၍လမ်းမြောင်ရရက်သုံးကုန်မှတ်သားရစင်းပါငွေများကို ငွေတရားကြက်လျင်တစ်နှစ်၁၀ပြားကြာငါးနှစ်တိုးနဲ့မြန်မာပြည်ကပေးရမည်ဖြစ်သည်ထို့သို့ပေးဆောင်ပါကစက္ကရိယအသုံးဆောင်များကိုမြန်မာပြည်အားပေးအပ်၍လှုပ်ဆောင်စဉ်ကရရှိသည့်ဝေစုကိုသာ JD Rally ကခန်းစား권ရရှိမည်ဖြစ်သည်စာချုပ်ပါတိုင်းနှစ်စီအောင်လုတ်ကန်권ပေးလျင်မူကုန်ကြစီများကိုမတောင်းခံဘဲလှုပ်ဆောင်သည့်ကရိယာအသုံးဆောင်များနှင့်တကွမြန်မာဆိုရအားအကုန်အစင်ဆက်သပါမည်ဟုသိရှိရပါသည်၆ဌာနတွင်းများကိုတည်ယူသည့်ဖြင့်ကုန်ကြစီအတွင်းငွေများကိုမြန်မာပြည်က များပေးသည့်အခါဗရန်များကြောက်စိမ်စသည့်ပစ္စည်းများဖြင့်၎င်းငွေဖြင့်၎င်းပေးနိုင်သည်ပစ္စည်းပေးရင်ရန်ကုန်မြို့ပေါ့စင်းနှုံးနှင့်ယူမီဟုဆိုပါသည်စာချုပ်ကိုအင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့်ရေးသားမည်ဟုလည်းပါရှိပါသည်စာချုပ်တွင် စကားချက်ပေါင်း28ချက်ရှိပါသည် မြင့်ထားလန်းစကားချက်များကိုဖတ်ရှုရသဖြင့်သိရှိသည်မှာမင်းတို့ဝင်းသည်အင်္ဂလိပ်ပိုင်းအောက်မြန်မာနိုင်ငံတွင် မြင့်ထားလန်းဖောက်လုပ်ကြောင်းကြားသည့်သဖြင့်အားကြမကန်အထက်မြန်မာနိုင်ငံတွင်လည်းမြင့်ထားလန်းဖောက်လုပ်ရန်ရည်ရွယ်သည်ဟုသိရှိရပါသည် မြင့်ထားလန်းဖောက်လုပ်ရာတွင်အီတလီလူမျိုးအရေးရှင်တဦးကငွေရင်းစိုက်ထုတ်၍လုပ်ကိုင်ရန်ကံလန်းကြောင်းသိရှိရသည်အီတလီရေးရှင်တဦးကယခုကဲ့သို့ကိုကြီးသဖြင့်၎င်းအားအထက်မြန်မာနိုင်ငံရှိရတနာတွင်းများနှင့်တပ်ထုတွင်းများကိုဖောက်လုပ်ခွင့်ပေးရပါသည်အထက်မြန်မာ ိုင်ငံရှိတရားစာတာပစ္စည်းများကိုမှတ်မောနေသောနိုင်ငံသားအရေးရှင်တို့၏စိတ်ရင်းသဘောထားကိုအကဲခံနိုင်ပါသည်။မင်းတို့ဝီအထက်မြန်မာနိုင်ငံတွင်မိရထားလန်ဖောက်လို့၏အစီအစဉ်မှာအကောင့်ထဲမပေါ်နိုင်ခဲ့ပါ။အင်္ဂလိပ်တို့သည်မြန်မာနိုင်ငံအရေးတွင်၎င်းတို့မှတပါအခြားမည်သည့်နိုင်ငံသားကိုများဝင်ရောက်ဆွတ်ဖက်ခြင်းကိုမနစ်သက်သဖြင့်၎င်းတို့ဟန့်တောင်းမှုကြောင့်မြန်မာပြည်နှင့်အီတလီကုမ္ပဏီတို့မိရထားလန်ဖောက်လို့၏အစီအစဉ်မှာပျက်စီးသွားဟန်တူသည်။မန္တလေးရွှေမြို့တော်ထိမိရထားလန်ကိုအင်္ဂလိပ်တို့အ ထက်မြန်မာနိုင်ငံကိုတိတ်ပိုက်ပြီးသည့်1889ခုနှစ်ကြမှာဖောက်လုပ်ပြီးစီးခဲ့တော်သည်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ Konda Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်